ုံးမင်္ဂလာပါဝီခာဒီဒီပိန်ဆေးထိုးဆေးနဲ့ပတ်သက်ပြီးမှဗီဒီယိုအများကြီးလုပ်ခုတယ်ဒီနေ့ညီမဒီညီမလေးတခါထိုးဆေးနဲ့ဝိတ်ချလို့ရှိရင်ပိန်လားဆိုတဲ့ဟာကိုပြန်မေးထားတဲ့ဝီခာနောက်တစ်ခေါက်ပြန်ပြောပြမယ်တကယ်ချင်းလေးကိုထိုးဆေးရကြတော့သူကညမျိုးရှိတယ်အရင်တခါဝီခာအသေးစိတ်ရှင်းပြထားတဲ့အခုဘယ်လိုပြောမလဲအလားအပါဆိုင်နေမှာအများပိုင်းသုံးတဲ့ဟာကစစ်မိတ်ကူလိုထိုက်ဒီဟာကကြတော့ဒီစီချိုသမားတွေအစာမစားချင်အောင်ထိန်းတဲ့ဆေးတစ်မျိုးရှိမယ်ပြလို့ရှိရင် ကိုလိုအပ်တဲ့ဘိုက်နေရာမှာဒါမှမဟုတ်လက်မောင်းနေရာမှာအစီဖြော်တဲ့ဈေးနှမျိုးရှိတယ်။အဲ့ဒီနှမျိုးထဲမှာဆိုရင်အသက်နိုင်ဆုံးကတော့ဘာဈေးမှမထိုးတာအကောင်းဆုံးပဲဝီခါကအဲ့ဒီနှမျိုးထဲမှာဒီစီချိုသမားတွေထိုးတဲ့ဒီပိန်ဈေးအာမခံပိန်ဈေးအကုန်လုံးပြောတဲ့အာမခံပိန်ဈေးဒီဟာကိုဝီခါအမြဲတမ်းထိုးဖူးတယ်။ तू ကထိုးတော့ခဏလေးပဲပိန်တယ်အဲ့ဒီထိုးတဲ့ရက်9ရက်လောက်ကိုသူကလုံးဝအစာမစားချင်ဘူးခေါင်းမူးတဲ့အန်ချင်တဲ့အရက်နေရခတ်တဲ့အဲ့ဒီ9ရက်လုံးလုံးမှာသူကသမင်းမစားဘူး9ရက်9ရက်သမင်းကောင်းကောင်းမစားဘူးဆိုတကယ်ကိုကြတယ် ဆယ်ပေါင်အဲ့လောက်လောက်အများကြီးကိုကျသွားတယ်ဒါပေမဲ့အဲ့ဒီဆေးရက်ဓာတ်ပြေသွားပြီဆိုလို့ရှိရင်ကိုကအနည်းအကန့်ပြန်စားလိုက်ပြီအနည်းအကန့်စားလိုက်တဲ့အချိန်ကြောင့်လို့ရှိရင်သူကတခါတည်းပြန်ဝလာပြီပြီးလို့ရှိရင်ဒီဆေးထိုးပြီးမှပိန်တဲ့ပုံစံကကြတော့လေဘယ်လိုပြောမလဲခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးပြီးမှလူကမျက်လုံးခြိုက်ဝင်ပြီးတော့လေကျမ်းမာတဲ့ပိန်ချင်းမဟုတ်ဘဲနဲ့သူကဘယ်လိုပြောမလဲမျက်လုံးကြီးခြိုက်ဝင်ပြီးမှတကယ် ချာနာကြာနေတဲ့အေးအဲ့လိုမျိုးပိန်တာအဲ့ဒါကတော့လုံးဝကျမရေးနေမညီညွတ်ဘူးပြီးလို့ရှိရင်ဒီဟာဒီဆေးကကြတော့ဈေးလဲတက်တာတယ်ဒီဟာကတော့လုံးဝဘီခါကထိုးဖို့မတိုက်တွန်းဘူးဘာလို့လဲဆိုထိုးလဲထိုးတယ်ပြင်ရင်နေလို့လဲမကောင်းဘူးခံလဲခံရသေးတယ်ပြီးလို့ရှိရင်အဲ့ဒီဆေးသက်ပြေသွားပြီဆိုလို့ရှိရင်ကတော့နေရအရင်ငကိုကလည်းအစားအသောက်နေရလောက်ပဲစားလိုက်ပုံမှန်အရင်ကပုံချိန်ကိုပြင်ရောက်သွားပြီသူကတကယ် ပေါင်ချိန်ကျသွားတာမဟုတ်ဘဲနဲ့ရေသက်ခဏလေးကုံဆုံးနေတဲ့ဟာပြန်ထိလိုက်ပြီဆိုရင်ပုံမှန်အတိုင်းပဲပြန်ပြီးမှဝသွားတယ်အဲအကြောင်းမို့မထိုးစေချင်ဘူးနောက်ထပ်တစ်ခုကကျတော့ဝီခါပြောတဲ့ဟာအစီဖြော်အစီဖြော်တဲ့ဟာလဲသူကဆံဝင်ညွန်ပြတဲ့ဆေးကိုတုံးပြီးမှဖြော်မယ်ဆိုလို့ရှိရင်ဒီဟာကတော့ဒီပိန်ဆေးထက်ဆိုင်ကတော့သူကကောင်းတယ်လို့ပြောလို့ရတယ်သူကလိုအပ်တဲ့နေရာဘိုက်ဆိုရင်ဘိုက် ဒီချေပေါင်ဆိုရင်ပေါင်လက်မောင်းဆိုရင်လက်မောင်းကနေပြီးမှအစီကိုဖြောတယ်အဲ့ဒီဟာအော်ကိုတော်မအစီဖြောထားပြီးစေဆိုပြီးမှအနေအကန်အဲ့လိုမျိုးတွေမစားပါနဲ့ဒီဟာကိုအဲ့လိုမျိုးဆေးထိုးမယ်ဆိုလို့ရှိရင်နှစ်ချိန်ကနေသုံးချိန်အဲ့လိုမျိုးထိုးပေးမယ်ဆိုလို့ရှိရင်ကတော့မလိုအပ်တဲ့အစီပိုတွေကိုထုတ်လိုက်ပြီးတော့ကိုအစားအသောက်တွေထိမ့်ပြီးမှပိန်နိုင်ပါတယ်။ဒါကြောင့်မလို့ဝီခါအတွက်တူးတယောက်အတွက်ပေါ့နော်ဝေရှော့ချင်တယ်ပိန်ချင်တယ်ကိုဆေးထိုးဖို့ ဆေးထိုးမဲ့နီလန်းကိုရွေးချယ်တော့မယ်ဆိုလို့ရှိရင်ကတော့ဝီခိုင်တူးတယောက်ရဲ့အသွေးမှာကတော့အစီဖြော်ဖြော်တာကတော့ပိုပြီးမှကောင်းတယ်ဇာဝင်ညွန်ပြတဲ့အဲ့လိုမျိုးဆေးအကောင်ပေါ့နော်ဆေးအကောင်ထဲကဆေးနဲ့အစီဖြော်ပါမလိုအပ်တဲ့အစီတွေသူကအစီမှာပဲထိုးသွင်းတာအစီပဲဖြော်ပေးလိုက်တာဖြစ်တဲ့အတွက်ဘာမှဆိုးကျိုးမရှိပါဘူးဒါပေမဲ့ဟိုရဲ့ဆေးကဘယ်လိုမလဲ တချောင်းပဲအဲ့ဒီဟာထိုးတဲ့ဟာကကြတော့ဟိုဟာအာမခံပိန်ဆေးလို့သူများတွေပြောတယ်ပြီးလို့ရှင်တချို့တရုတ်တွေကကြတော့ e-drink show လို့လည်းပြောတယ်အဲ့ဒီဟာတွေကကြတော့ထိုးရင်လုံးဝလုံးဝကျန်းမာရေးအတွက်လုံးဝအဆင်မပြေပါဘူးအဲ့ဒါကြောင့်မလို့မထိုးဖို့ဝီခါဒီကနေပြီးမှဘယ်လိုပြောမလဲမြဝေတာပေါ့နော်ဝီခါကိုတိုင်လဲထိုးလာတယ်ထိုးတော့ခဏအရန်ပိန်သွားတယ်ပြီးရင်ငကိုကတိုင်အပြန်ဝသွားပြီအခုဆိုဝီခါလုံးဝဝီခါကနောက်နေ့တင်မှာဆိုကလေးယူတော့မှဖြစ်တဲ့အတွက်ဝီခါဒီဒီအစီဖြော်တဲ့ဟာတွေအရန်ဖြော်ချင်တယ်ဒါပေမဲ့ ဖြော်လို့မရဘူးဘာဖြစ်လို့လဲဆိုဒီကလေးယူခါနေတနစ်အလို6လအလိုမှာကဘာဆေးမှထိုးလို့မရအောင်အဲအကြောင်းမလုပ်ဘူးခါဒီဒီမှာလက်မောင်းကြီးကြီးဝဝတက်တုပ်လေးနဲ့ပဲနေပါတော့မယ်လို့တကယ်တမ်းကကြတော့ဘယ်လိုပဲမလဲကိုရဝတာလည်းပဲလက်မောင်းကြီးတာလည်းပဲဘယ်သူမှဘာမှမပြောကိုဟာနဲ့ကိုပဲဘယ်လိုပဲမလဲ confident မရှိနေတာတကယ်တမ်းဒီမှာကြည့်ပြီးခါဆိုလက်မောင်းအကြီးကြီးနဲ့ဂျမ်းပြတ်ဝစ်နေရလဲအစ်စေးပဲကိုကကိုကို confident ရှိပြီးမှယုံကြည်မှုရှိပြီးမှအဓိက လူတယောက်ကအရေးကြီးတာကကျမတဲ့ခန္ဓာကိုကျမတန်ဆွမ်းတဲ့ခန္ဓာကိုတခုရရှိပိုင်ဆိုင်ထားပြီဆိုလို့ရှိရင်ကတော့လုံလောက်ပါပြီလို့အဲအကြောင်းမလို့အာအရင်ဝရတယ်ဆိုပြီးမှလည်းဘယ်လိုပြောမလဲအဲ့လောက်ထိ စိတ်အနောက်ရှက်အဖြစ်မခံပါနဲ့လို့ဒီဝရဲဆိုတာစားတယ်ဆိုတာငွေနဲ့ဝယ်ပြီးမှစားပြီးမှဒီလောက်ထိဝရထားတာလေးနော်ငွေနဲ့ဝယ်ထားတဲ့အရာတွေပါပဲလို့အဲ့ဒါကြောင့်မလို့အရှိအရှိတိုင်းလက်ခံပြီးမှလက်လာပပလေးနေကြရအောင်လို့ဒီခါဒီကနေပြီးမှလဲတိုက်သွင်းချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီမလေးရေအမတော့ဖြေလိုက်ပြီနော်အော်ဒါနဲ့ကမ္ဘောဒီးယားမှာကျတော့ဝီခါတို့ဆိုင်မှာကျတော့အစီဖြော်ဖြော်လို့ရတယ်နော်ဒီပိန်ဆေးလဲထိုးလို့ရတယ်ဆေးရှိတယ်ဒါပေမဲ့ဝီခါကပိုချိုတင်ပြီးပြောထားတယ်ဒီဆေးကထိုးဘလို့ဘလို့သူ့ရဲ့ အကျိုးအာနိသင်သူ့ရဲ့ဟာဘသူဘသူမှလည်းဝီခါကမထိုးစေချင်ဘူးဘသူမှလည်းမထိုးပေးဘူးဒီလိုရှိပါတယ်လိုကယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်ထပ်တွေ့မယ်ဘိုင်ဘိုင်